တန်ခူးလိုက် နေပူပြင်းမှုကြားမှနေပြေလိုင်းများကရွာလေးကိုဖျက်တမ်းနေသည်နှစ်ဆန်းတရက်နီးကပ်လာသည်နှင့်အမျှရွာသူရွာသားတို့၏စိတ်တွေလှိုင်းလိုင်းနိုးထလာသည်ရှေးစဉ်လာရနှစ်တစ်တွင် ရွှေရောင်ကြပန်းကိုရွာဦးစီတီအနီးရှိ ရေကန်တွင် ပကြီဆွဲပြီးဆူတောင်းရသည့်တလေးရှိသည် ထိုပန်းသည်နေရွာဆန်ဘူးဘွားများ၏ မျော်လင့်ချက်ကိုကိုစားပြုသည်ဟုယုံကြည်ကြသည်သို့သောထိုနှစ်တွင် အခန်းချင်းတစ်ခုပေါ်လာသည် ရေကန်သည်ခြောက်တွေ့ပြီးကြာပန်းများမပွင့်တော့ပေရွာသူကြီးဥပိုးရွှေသည်စိုးရိမ်နေသည် ရေမရှိကြာမပွင့်ရင်နှစ်တက်ကူမင်္ဂလာပျက်စီးမှာပဲဘိုးဘွားတွေကျင်းနဲ့မာလာဟုတွေးပူနေစဉ်ရွာထဲက၁၆နှစ်သားမောင်ထွန်းလင်းလေးလာရောက်မေးသည်ဥပိုးရွှေ ရေကန်ထဲကြပန်းပွင့်အောင်ကျွန်တော်ကူညီမယ်ဟုပြောသည်ဥဖိုးရွှေကပြုံးပြီးသားလေးဒီလောက်ပူပြင်းတဲ့နေရာမှာဘလို့လုံမလဲဟုပြောတော်လဲမောင်ထွန်းလင်းကစိတ်အားထက်သန်စွာဂရုပြုသဖြင့်ခွင့်ပြုလိုက်သည် မောင်ထွန်းလင်းသည်ညခါလာပြည့်နေ၏အလင်းတွင် ရေကန်နီးသို့သွားရောက်သည်သူ့လက်ထဲတွင် သူ၏အမေဖြူစင်စွာထွန်းလုပ်ပေးထားသောရွှေရောင်ဆက်ကူကြပန်းလေးကင်ထားသည်ရေကန်ဘေးတွင် ထိုင်ပြီးငင်းသာစွာပြောလိုက်သည် ဘိုးဝါတို့ရေဒီကြပန်းလေးကိုလက်ခံပါရွာသားတွေပျော်ရွှင်ဖို့ ရေလေးပြန်လာပါစေဟုဆုတောင်းလိုက်သည်ထိုအခါသူ့လက်ထဲမှရွှေရောင်ဆက်ကူကြပန်းသည်တစ်ပြေးပြေးအလင်းများစုဝေးလာပြီးရေကန်ထဲသို့ကျဆင်းသွားသည်မနက်ခင်းတွင်အောဘွေရာဖြစ်ပြက်လာသည် ရေကန်သည်ပြန်လဲပြည့်ဖြိုးလာပြီးရွှေရောင်ကြပန်းများဆူပြေစွာပွင့်နေသည်ပန်းများ၏အလင်းသည်ရွာတစ်ခုလုံးကို နင်းထိန်စီသည်ရွာသားအားလုံးဝိုင်းဝန်းကြည့်ရှုကြပြီးမောင်ထွန်းလင်းကိုကျေးဇူးတင်စကားများပြောကြသည်ဥဖိုးရွှေကမျက်ရည်ဝဲကဒလေးဆိုတာပုံသေးမဟုတ်စိတ်နှလုံးကြားကဆက်တွယ်မှုလေးပါ ဟုနားလည်လိုက်သည်ထိုနေ့မှစ၍ရွာသားတို့သည် တကူးနှစ်ဆန်းတိုင်းရွှေရောင်ကြပန်းကိုစက်ကူဖြင့်လဲဖန်တီးပြီးရေကန်သေးသို့မျှဝေခြင်းဒလေးကိုထည့်သွင်းလာကြသည် မောင်ထွန်းလေးမှမူထိုနေ့ကိုစိတ်နှလုံးသားဤစုတောင်းတန်ကိုကဘာကကြားသွားသောနေ့အဖြစ်အမှတ်ရလျက်ဤပုံပြင်လေးသည် ရိုးသားမှုစေတနာနှင့်ရှေးဟောင်းအငွေနှစ်တို့ဤလှပသောပေါင်းစပ်မှုကိုဖွင့်လွှဲထားပါသည်